တာပေါ့ပြည့်စုံသွားတာပေါ့ပြည့်စုံသွားတဲ့ဘဝလေးတစ်ခုကိုရတယ်လို့ပါပဲအာခုဒီသားဆိုရင်ပထမဆုံးနှစ်ပေါ့နော်အရင်အရင်နေတော့ကတော့အာတသားလေးနှစ်သမီး9နှစ်လောက်ထိရတော့အာမွေးနေ့ကိုတူတူဖြတ်ကျော်မှုကြတယ်ဒါပေမဲ့နောက်ပိုင်းမှာဝေးဝါးပြီးတဲ့နောက်ပိုင်းမှာအခုပြန်ပြီးတော့ဒါပထမဦးဆုံးပြန်ပြီးမွေးနေ့ကိုတူတူဖြတ်ကျော်ရတာပေါ့ ကြောက်တော့မပြောင်းလဲပါအမေကရင်းနေရတယ်ချစ်လို့ရင်းနေရတိုင်းပဲချစ်တော့ပါအဲ့ဆောင်အဘွားတွေပေးရဒါပဲလေအဘွားတွေပေးရချစ်တယ်ပေးရအဲသူဒါပဲပြောမှာ တိုင်းအလှူလေးလုပ်ဖြစ်ပါတယ်ဒီနှစ်လေဒီလိုပဲထုံးစံတိုင်းပေါ့ငွေနေ့ဆိုရင်အလှူလုပ်ရမယ်ဆိုရယ်စိတ်တခုပဲအဲပြောအသက်ကြီးလာလို့လားမသိအလှူပဲလုပ်ချင်တော့တယ်ဘာလို့လဲဆိုတော့30လောက်ထိကမေ့ထားတာဆိုတဲ့ခါကျမပြောတော့ဘူးအသဟိုအဲ့ရနေဆက်ပြီးတော့ကိုကကြီးမလာဘူးကြီးမလာတော့ဘူးပေါ့နော်ကိုကိုကိုအဲ့လိုမျိုးထားလိုက်တယ်ဒါပေမဲ့ तू ကမနေဘူးကိုကထားပြီမဲ့ तू ကမနေဘူးကြီးကြီးလာတာအဲ့ဒါပေမဲ့ကိုကလည်းသူ့မေ့ထားလိုက်တယ်မပြောတော့တကြီးမလားပြောင်းတိုင်းလာတော့မယ်ကြောက်လို့ပြောတာ ဘူးလားမတင်ဘူးရဲ့အဲ့တော့ပုံလေးကဘလို့နေလဲအခုကျတော့ပို့ပြီးပြည့်ပြီးလာတာအဲအခုကွားတယ်ဗောပြောချင်တာမဟုတ်ဘူးဘာရပြောရင်အရင်သူကျွေးပြီလေမိကဒူးတွေရောတောင်တွေရောသူ white လက်တီးတွေပါတယ်ကျွေးတော့မှာပြော ညာ7နာရီလောက်မှာတမိသားစုတော်ပေါ့ကြီး surprise လောက်တာပေါ့နော်အောက်ကိုအမေဆင်းလာမှလည်းကြောက်တော့ဒီလေကားပေါ့လက်လန့်ကြည်တာကြိတ်ပြီးလုံနေကြတာသူတို့တွေမသိလိုက်မသိလိုက်ဘူးမဟောဒီမှာမနေ့ဆိုလဲစော်ကြီးထားရမယ်ပေါ့နော်တမိကလည်းချောချောကလည်းဒီနေ့ဘူထောင်ကန်းသားမှာရှူတင်ရှူတင်ဆိုတော့ဩ အဲတမီးရှူတင်ရလဲရှိနေတော့ကို့မွေးနေမှာမှာတက်တက်ဆိုင်ဆိုင်ဆိုတခြားနေရာသွားလှူတော့အဆင်ပြေတော့ဘူးလေမပြေတော့ဆိုကဲမထူးပါဘူးတမီးရှူတင်ရိုက်တဲ့နားလေးမှာပဲငါလှူလိုက်တော့မယ်ဆိုလှူရအောင်နဲ့ချိတ်ဆက်ပြီးတော့မှဒီအလှလေးကိုလှုပ်ဖြစ်တာပါအဖေကနေပြီးတော့စအကြောင်းကြားဖုန်းနဲ့အမေကိုခေါ်သွားပြီဆိုတော့ဖေကလှမ်းပြီးတော့ပြောတာလှူထားလိုက်တော့ဆိုတော့အမနဲ့သားနဲ့တော့ဝယ်တာဟုတ်တယ်တိတ်တိတ်လေးသားတို့ပြန်မရောက်ခဲ့အမေတရောက်မှလဲစိုးပါလေမရောက်ခဲ့ဘူးပေါ့မရောက်ခဲ့တိတ်ပြီးလှုပ်ကြအာပြောတာပေါ့ ပြေဆုံးသွားတာပေါ့ပြေဆုံးသွားတဲ့ဘဝလေးတစ်ခုကိုရတယ်လို့ပါပဲအာခုဒီသားဆိုရင်ပထမဆုံးနှစ်ပေါ့နော်အဲအရင်အရင်နေတော့ကတော့အာတသားလေးနှစ်သမီး9နှစ်လောက်ထိရတော့အာမွေးနေ့ကိုအတူတူဖြတ်ကျော်ပူးကြတယ်ဒါပေမဲ့နောက်ပိုင်းမှာဝေးဝါးပြီးတဲ့နောက်ပိုင်းမှာအခုပြန်ပြီးတော့ဒါပထမဦးဆုံးပြန်ပြီးမွေးနေ့ကိုအတူတူဖြတ်ကျော်ရတာပေါ့ ပြောတော့မပြောလဲပေါ့အမေကိုအရင်နဲ့အဲ့ချစ်လို့အရင်နဲ့အတိုင်းပဲချစ်တော့မှာပေါ့ဆက်ဆောင်အဘွားတွေပေးရဲ့ဒါပဲလေအဘွားတွေပေးရဲ့အချစ်တွေပေးတယ်ဟမ်သူဒါပဲပြောမှာဒါပဲအမေအဘွားတွေပေးမယ်အချစ်တွေပေးမယ်ဘာလို့လဲဆိုတော့အမေကသူ့ကိုမုံမိုးကို limit နဲ့ပေးတာကိုအဲ့ခါကျတော့ तू ကအဘွားနဲ့အချစ်နဲ့တယ်မယ် तू က okay ပြီပေါ့ပျက်စီးသွားမှာဆိုတာပေါ့အဲ့ကြောင့်ယောက်ျားလေးဒီရွယ်ကပတ်စံအရန်သုံးပေးသလောက်သုံးတဲ့အရွယ်လीအဲ့တော့ဒါမုံမိုးကိုတစ်လောက်ဘယ်လောက်ဆိုဘယ်လောက်ပေးမယ်လောက်တာမလောက်တာဒါကိစ္စ ထပ်တောင်းပိုင်ခွင့်မရှိဘူးလောက်အောင်သုံးရမယ်အဲအကယ်၍တခုခုပေါ့နော်သူလိုချင်တာဝယ်ချင်တာရှိရင်မေးဖို့ပြောအမိဝယ်ပေးမယ်အဲ့လိုလေတော့သူတို့မောင်းနှောင်းနှောင်းစလုံး limit ထားလာတာပေါ့အကြီးမောင်မသုံးဘူးအိမ်ထဲကအိမ်မြင်လည်းမထွက်ဘူးသူကအပေါင်းသင်းများတယ်အကြီးမောင်ကနှစ်လနေတစ်ခါလောက်မှတငယ်ချင်းနေနဲ့တွားတွေ့တာအကြီးမအာသူကကြတော့အပေါင်းသင်းလည်းအရန်များတယ်ကန်တော်လေးဆိုလည်းကန်တော်လေးမို့လို့သင်္ကန်းညွန့်ဆိုလည်းသင်္ကန်းညွန့်မို့လို့သူ့မှာအပေါင်းသင်းအရန်များတယ်အဲများတဲ့အခါကသူကပြီးတော့လမ်းကလေးလေမရှိရင်ရှိအောင်ရှာပြီးဖြတ်တယ် ဲ့တော့ तू ပဲမလောက်တာเนาะဟုတ်လားတော့မလေးနဲ့တွေ့တယ်တွေ့ချင်းခေါ်လိုက်ပေါ်သားရဲ့အမေနဲ့တွေ့ပြီးတယ်ညင်သွားတယ်အမေနဲ့တွေ့ပြီးတာညင်သွားကြီးရေးစားမထားတော့ဘူးလေအမေရရရမေတ္တာနဲ့လုံလောက်သွားတယ်အဲ့ချုပ်လိုက်ပေးတာမိုးနေ့လက်ဆောင်ပဲပေါ့အဲ့လူလေးနဲ့ပဲကျမပြောချင်ဘူးသူ့ကိုလည်းစိတ်ပူရတယ်ကို့အလှူကိုလည်းကို့လိုရသေးတယ်ပြီးတော့သူ့ပဲရောက်သွားပြီလေဟိုဆက်လေးနဲ့သွားမှဆက်လေးနဲ့ပဲအစင်မပြေရလားသူနောက်ကိုလည်းလှမ်းလှမ်းကြည့်ရတယ်ကို့မှအရှိရလဲထမင်းမှုတွေဝေရတယ် ဒါဒီနေ့ကတော့ပို့ပြီးအမှတ်တရဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်ဒါအလုတ်ကအလုတ်ပဲလေလူမှုရေးကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိစ္စပဲဒါပေမဲ့အရေးကြီးတာအလုတ်ကအရေးကြီးတာဖြစ်တဲ့အတွက်ကို့ကိုသူများစောင့်နေရတာမျိုးကို့ကြောင့်သူများနှောက်နေသွားတာမျိုးအဲ့လိုမဖြစ်စေချင်ဘူးအားကြောင့်တမီးမေးပေါင်လှူလိုက်မယ်တမီးအလုတ်လုံးဆရာရှိအလုတ်ဖောင်းပြောက်မယ်လို့ဆိုပြီးတော့တို့လွှတ်လိုက်တာအခုကတော့စာအုပ်အယုံဆိုင်နေတာပေါ့နော် grade 12ဆိုတော့ အဲ့ grade အမှတ်နဲ့မှာကိုပေါ့ရှေ့ဆက်ရမှာပေါ့ grade ကိုကြိုးစားမှာရအောင်ဒီတစ်နှစ်လေးပဲကျန်တော့အောင်ရှေ့ရမွေးနေ့လေးမှာစူတောင်းပေးကြတဲ့ Facebook ကနေရောအာနောက် Telegram ကနေရော TikTok ကနေပြီးတော့ကောစူတောင်းပေးကြတယ်နောက်ပြီးတော့မွေးနေ့လက်ဆောင်တွေပို့ပေးကြတယ်ကိတ်မုန့်တွေပို့ပေးကြတယ်ပန်းစည်းတွေပို့ပေးကြတယ်ပို့ပေးကြတယ်တယောက်ချင်းစီကိုရောစူတောင်းပေးကြတယ်တယောက်ချင်းစီကိုအခုကြည့်ရှုနေတဲ့ကျမရဲ့မိသားစုအားလုံးကိုကျေးဇူးများအိတ်တင်ပါတယ်လို့ပြောချင်ပါတယ်ရှင်